ခုကြီးကျွန်တော်ညမှာချော်ရုံချစ်စရာကောင်းတော့မယ်နော်တခြား site ကနောက်တခြား site ကဆိုလဲသူ ਨੇ လိုက်တယ် ို့တော့ तू လုံးနိုင်လို့ဒီဟာကို तू ပိုင်နိုင်လို့ပေါ့နော်ဟုတ် तू ပိုကြိုက်ကြလို့ဟုတ်တကယ်ထင်တာတော့အစဲခံနိုင်လို့လောငါးနေအဲ့လိုလည်းဖြစ်နိုင်တယ်ချမ်းမင်းသမီးကြီးကကိုလောက်ဆဲဆဲအဲ့လိုဖြစ်နိုင်တယ်လေဆဲရင်သူကလည်းပြန်ပြီးတော့ပြန်ပြောကြာတော့လည်းဘယ်လိုဖြစ်လာလဲဆိုလူကမဟုတ်ပါဘူးဆဲတန်ခံနိုင်တဲ့လူမျိုးလို့ပဲလေတွေးလို့ပို့ပေါ့ပြောရတာမျိုးကမင်းသမီးပဲပဲပြင်မှာမင်းသမီးလိုမနေဘူးဆိုတာလည်းအားလုံးသိပါတယ်အဲ့လိုမျိုးပရိသတ်ချစ်ရဖို့ဥပါဒိနေဖြောပြောလည်းမဖြေနိုင်ဘူးအမှန်တမ်းပြောကိုခံစားချက်ရှိရတော့ခံစားချက်ရှိရပါမယ်ကိုလည်းအရင်ဟိုဘယ်လိုခေါ်လဲကိုရဲ့အပြင် character အစ်စ်အတိုင်းကိုတငယ်ချင်းတွေအကုန်လုံးသိရတဲ့ဟာမျိုးလေကိုလည်းရိုက်ချင်တာပေါ့ ကိုကကိုဒါအိမ်တော်မရှိရဲ့သူကလေးမရှိရဲ့သူဆိုလို့ရှိရင်တော့အဲ့လိုဇက်တွေရွေးမယ်စိတ်ကြိုက်ရွေးမယ်ပြီးသူချစ်ချစ်တွေကိုပဲခံယူမယ်ပေါ့နော် online ပေါ်မှာဒါဆဲတာ online ပေါ်မှာဒါဆဲအပြစ်မှရမ်းချက်တာပါဒီမှာဟုတ်တယ်ဟုတ်တယ်ဒါမှန်တယ်မှန်တယ်လူကရိုက်တာလဲဆိုသူ့ရဲ့ယောက်ျားသူနဲ့မတည့်တဲ့ယောက်ျားအော်ငယ်ငယ်လေးရပါတော့ကိုကကွေးထားတာလားတကယ်တော့ငယ်ကြီးစား ငိမ့်စားငိမ့်စားညသွားတယ်ပေါ့ဒါပေမဲ့အရင်ဟိုကိုကတော့ချစ်တယ်သူကတော့မချစ်ဘူးတင့်တော်ဆိုတင့်တော်တယ်ဆိုပြီးတော့ယူလိုက်တာပေါ့နော်ကိုကိုတက်ကလည်းမဟုတ်ကိုကတင့်တယ်တင့်တော်တယ်ချစ်လဲချစ်တယ်ဆိုတော့ယူလိုက်တာငငယ်တော့အောင်ဆုံးပြီးပါလေနောက်ပိုင်းကျအကိုအလုတ်ပဲဟိုစပါးရေးပဲဟိုဖြစ်တော့မျိုးနဲ့ကတော်တော်ကြာခဲ့ပြီစုံမှုရဆုံဆုံရွယ်လေးတွေကဟုတ်တယ်တို့တပိန်လေးတွေဝင်ရနော်ဒါအခုမှပြန်စုံလားဖတီးဖြစ်တဲ့ချိန်မှာနောက်တစ်ခါပြန်စုံလားပေါ့ အပြင်မှာလည်းတိတ်မတွေ့ဘူးတစ်ခေါက်တစ်ခေါက်လာဖရားဖရားရှိကိုလုံးလာဘူးဖရားသူများကြီးမှာဖရားတော့ရှိကိုလုံးလာတစ်ခေါက်တွေ့တယ်ဒါပဲမတွေ့ဘူးမတွေ့ရလဲကြာပြီဒါမှမဟုတ်ကိုညီမကိုအမှတ်ပြန်တွေ့ရနေနေဆောင်ရှိတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီဆက်လာပြောထားတာဆိုတော့တော်တော်ကြာပါပြီလပေါင်းမြောက်မြောက်တော့ကြာပါပြီနှစ်ကျော်သွားပြီနှစ်တောင်ကျော်သွားပြီလားဟုတ်တယ်နှစ်တောင်ကျော်သွားပြီဒုတိယကြိမ်တတိယကြိမ်ညီနိုင်ပြီမှပြန်ပြီးတော့သူပြောင်းလဲရအောင်ရှိတယ်တမတာတော့မင်းသားတော့ပါပဲအဲဆိုမင်းကြီးအကိုတည့်ရဲ့မင်းသမီးရဲ့မှာလည်းဒါပါတယ်အမျိုးပဲ ဲဆိုဂျူတိပြီးတော့တိတ်ပြီးတော့လဲဆိုးတယ်ဆိုကိုပဲလေတိတ်ပြီးတော့လဲဘာမှဖြစ်ပါဘူးဘာမှဂျူပြီးတော့ပြင်ဆင်တယ်မလို့ဘောနော်ဟုတ်အဓိကကိုဒီဇလန်းမှာဒီကာရက်တာကိုလက်ခံနိုင်တယ်ဆိုရင်ဒီဇလန်းလေးလည်းကြိုက်တယ်ဆိုရင်လက်ခံလိုက်တယ်ဒါတော့ပါပဲကိုကကိုဒါအိမ်တော်မရှိရဲ့သူကလေးမရှိရဲ့သူဆိုလို့ရှိရင်ဟိုလိုဇက်တွေရွေးမယ်စိတ်ကြိုက်ရွေးမယ်ပြီးသူချစ်ချစ်တွေကိုပဲခံယူမယ်ပေါ့နော် အခုကျတော့အဲ့လိုမဟုတ်ဘူးလေအသက်အရွယ်တစ်ခုရအောင်အနေထားတစ်ခုရအောင်ကိုယ်မှရွေးချယ်ပိုင်းနဲ့ chance ကနည်းတယ်ဆိုတဲ့အခါကျတော့ကိုယ်ကြီးလိုက်အဲ့လိုပေါ့ဆိုးတဲ့ဇက်ရုပ်တွေပဲမကောင်းတဲ့ရုပ်မာတဲ့မိန်းမကြီးတလေမကောက်တက်တဲ့မိန်းမကြီးငွေမတ်တဲ့မိန်းမကြီးလောင်းစားသမားကြီးဧသမားကြီးအဲ့ဒါတွေပဲလာတယ်ကွာဆိုတဲ့အခါကျတော့သူတို့ကိုယ်တိုင်ကလည်းကိုယ်နဲ့လိုက်ဖက်တယ်လို့ထင်လို့ငှားတာနေမှာပေါ့နော်ကိုကလည်းလုံးနိုင်တယ်ပေါ့ဘာပဲဖြစ်လုံးနိုင်တယ်ဆိုတော့အနေထားအရွယ်တခုရောက်နေပါတယ်အဓိကတော့ဟုတ်ကျွန်တော်အမြင်တော့ဟိုခုကြီးကျွန်တော်ညမှာချောရုံချစ်စရာကောင်းတော့မယ် เนาะတခြား site ကနောက်ခြား site ကဆိုလဲသူ ਨੇ လိုက်တယ်တို့တော့ तू လုံးနိုင်လို့ဒီဟာကို तू ပိုင်နိုင်လို့ပေါ့နော်ဟုတ် तू ကိုပိုကြိုက်ကြလို့ဟုတ်တကယ်ထင်တာတော့အစဲခံနိုင်လို့လို့ငါကနေအဲ့လိုလည်းဖြစ်နိုင်တယ်အချမ်းမင်းသမီးကြီးကကိုလောက်ဆဲအစဲအဲ့လိုဖြစ်နိုင်တယ်ဘူးလေဆဲရင်တော့လည်းပြန်ပြီးတော့ပြန်ပြောကိုကြဘာပဲဆက်ဆက်မသိအောင်စားတော့မသိအောင်စားတော့ဖြတ်လည်းမဖြတ်ဘူးဖြတ်လည်းမဖြတ်ဘူးဟုတ်တယ်အဲ့လိုလူမျိုးဆိုအဲ့ဒါတော့ဖြစ်နေမယ်ချစ်တာပရိသတ်ကိုဘယ်လောက်တောင်ချစ်လဲဆိုအဲ့လိုမျိုးပေါ့နော်အဲ့လိုအခုဆိုရင်စီဗီတစ်ခုလာနေပေါ့နော်အဲ့ချိန်ကြလို့ရှိရင်ပရိသတ်ကိုအရန်ဆဲနေချိန်ကတရားခဏချထားတရားမထိုင်ဘူး အဲ့တော့လွတ်လွတ်လပ်လပ်ဆဲလို့ရအောင်ကြာတော့လည်းဘယ်လိုဖြစ်လာလဲဆိုတော့လူကမဟုတ်ပါဘူးဆဲတန်ခံနိုင်တဲ့လူမျိုးလို့ပဲလို့တွေးပြီးတော့ဟာဟာဟာကိုပရိသတ်ကကိုယ်ချစ်တယ်အဲ့လိုမျိုးကြာတော့သူတို့ကသိပါတယ်ဘာလို့ဆိုတော့အဲ့လိုမျိုးဒါကကြာတော့လေဟိုမြို့ရတဲ့ရှင်းရှင်းမဲ့ဟိုဟို မျိုးကအမင်းသမီးပဲပဲပြင်မှာမင်းသမီးလိုမနေဘူးဆိုတာလားအလုံးသိပါတယ်အဲ့လိုမျိုးပြိသက်ချစ်ရဖို့ over dinner ဖြော်ပြလို့လည်းမဖြေနိုင်ဘူးအမှန်တမ်းပြောကိုခံစားချက်ရှိရတော့ခံစားချက်ရှိရပါမယ်ကိုလည်းအရန်ဟိုဘယ်လိုခေါ့ကိုရဲ့အပြင် character အစ်စ်အတိုင်းကိုတငယ်ချင်းတွေအကုန်လုံးသိရဟာမျိုးလည်းကိုလည်းရိုက်ချင်တာပေါ့ပြီးသူအချစ်ခံချင်တာပေါ့ပြီးသူပုတ္တခံချင်တာပေါ့ဒါပေမဲ့အမြဲအစဲခံနေရကိုတကယ်လှုပ်ချင်တာကကြတော့မျိုးကအစဲခံရလို့ကိုမလှုပ်ချင်ကိုကိုကအစဲမခံနိုင်တာမဟုတ်တော့အရန်အစဲခံနိုင်တယ်ဒါပေမဲ့ဘာလဲဆိုကိုကြောက်အပျော်တွေပဲရချင်တာ online မှာပါတာဆဲတာ online ဘာသာစက်ပြမှာရမ်းချက်တာပါဒီမှာဟုတ်တယ်ဟုတ်တယ်ဒါမှန်းနေမှန်းနေတချို့ကျအဲ့လိုလေးဟိုဟာတိုက်ဆိုင်မှုရှိရဲကွာဒါမှမဟုတ်အဲ့လို public မှာကြတော့ကိုယ်ကိုသူတို့အဲ့လိုမချစ်ရဲတိတ်တခုချစ်ကြအဟိ928တောင်အဲ့လိုတတ်တက်ကြီးဒီကားလေးကအဲသူ့ရဲ့ base က drama ပါဒါမှအဲ့အဲ့လို drama မှာ romance လေးပါတယ်သူကလည်းကိုနဲ့မတည့်ဘူးဆိုပေမဲ့သူသူ့အကိုကိုချစ်တဲ့စိတ်ရှိတယ်အဲ့လိုပဲကိုကလည်းကို့မှာကြတော့လေအဲ့တခြားနောက်ထပ် သူပြီးတော့နောက်တစ်ယောက်ကိုသွားပြီးတော့သဘောကျသွားတာပေါ့အဲ့မှာလည်းကိုနဲ့ romance ရှိရဲ့အဲ့သူကအဲ့လိုသဘောကျရဲဆိုတော့လည်းအကြောင်းမဲ့တော့မဟုတ်ပါဘူးသူအဖြေလေးတော့ရှိရဲ့ပုံမှန်ကြမျိုးကကျတော့အဲ့လိုဟိုဟာချစ်တာကကိုယ့်ကိုချစ်ခံကျင်လို့လုပ်တဲ့ဟာတွေကလည်းလွဲချော်တဲ့ဟာမှကျတော့ယောက်ျားလေးတွေကကြမ်းမတတ်မကြိုက်ဘူးပေါ့နော်သဘောတရားရနူးနဲ့ငင်းသာကြိုက်တဲ့အခါကျတော့ mainly တယောက်မှရှိတဲ့နူးရင်းနဲ့ညင်းညင်းသာသာမရှိဘဲနဲ့ယောက်ျားကတော့ချောတော့ချောတယ်ကွယ်အဲ့လိုနူးညင်းညင်းသာမရှိတဲ့အခါကျတော့အဲ့လိုနူးညင်းညင်းသာရှိတဲ့ဘက်ကိုသူကစိတ်ကွာဖြစ်သွားတာယောက်ျားကချောတော့ချောတယ်ဆိုတာ တို့ချောတာပြောတာယောဂချောတယ်ချောတယ်ဒါပေမဲ့ငူးတယ်ငူးမရှိဘူးကွာအဲ့တော့ဆိုးတယ်ပေါ့နော်အဲ့လိုဆိုတော့ယောက်ျားစိတ်ကုန်တာပေါ့ကွာတဘွားတည်လာအဲ့လိုအဲ့ဒါကြောင့်မို့သူကသူ့မှာ reason ရှိတယ်ရှိတယ်ကိုကတော့ချောပြီး origin နဲ့မကောင်းတာကိုကလည်းချောလေးပဲအဲ့မှာအာ drama လည်းပါတယ်လောင်မယ်ဆိုလဲလောင်စရာလေးတွေပါတယ်ဆက်ခါကြတော့ပြိတ္တကိုရတဒီဇယ်လန်တစ်ခုတည်းမှာတကယ်အမျိုးမျိုးပဲတချို့ကျဇယ်လန်တစ်ခုလောင်ရတာပေါ့နော်အာဆိုတော့အဲ့လိုမျိုးလည်းမဟုတ်ချစ်စရာလေးလည်းပါတယ် အဲအခုအမြင်ကက်မဲ့ဟာလည်းပါတယ်အနိုင်ပေါ့ဆိုတော့ဒီဇလန်လေးကပြီးတော့အတွဲပြန်ပြီးတော့ဆန်းတက်တာပေါ့အခုအစ်ညီမလေးဆိုရင်ညီမလေးပါအဲ့ညီမလေးဆိုရင်ကျွန်တော်ဒီနေ့မှပထမဆုံးမြင်မှုတာအဲမနေ့ကပထမဆုံးမြင်မှုတာအပြင်မှာတစ်ခါမြင်မှုမျိုးနဲ့ဆိုလေသူတကယ်ပေါ့ဆာဆုပ်ချွန်းချွန်းပေါ့ဆာမှာသူ့ကိုကျွန်တော်တူရိုက်ခုရဲအခုလို့ချောလှတဲ့အချိန်မှာပြန်တွေးရတဲ့အတွက်ဒါကျွန်တော်တို့အတွဲထူးရလို့ပြောလို့ရတယ်အဲ့တော့ဒီဇလန်လေးကိုပြည်သူတွေအာအဘေးကြည့်စီကြပါဦးကိုကြည့်ပါခင်ဗျာ Canon Plus ကနေ W Entertainment လောက်တာပေါ့နော် Canon Plus ကနေလွတ်မှာပါအဲအဲ့မှာလဲသွားပြီးတော့စောက်ကြည့်ကြည့်ရှုအားပေးပြီးတော့ item လေးပုံမှာအလိုရောအဲ့ပါရဝေဖန်အားပေးရပါအောင်လို့သူ့သူ့ကျပါဆက်တဲ့ဆဲလိုကဆဲနိုင်အောင်လို့စူးစမ်းပြီးတော့ရိုက်ကူးနေပါတယ်ပိုင်